အကြံဖက်စစ်ကော်မရှင်ကသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲအတွက်ပြည်တွင်းဈေးကွက်နမယတရုတ်ဆောင်တွေကိုအသုံးပြုပြီးခေတ္တမိုင်းကိုဒုံးစည်းမိသူများဆိုတဲ့ဝါဒဖြန့် policy စကားတစ်ခုကိုစစ်တပ်ပိုင်းမျိုးရီ channel ကနေတဆင့်ထုတ်လွှင့်ပြသခဲ့ပါတယ်။ခေတ္တမိုင်းသူခုမရဲဝင်းကရိုက်ကူးတဲ့အဲ့ဒီစကားဟောင်းမကြခင်ကျင်းပမဲ့စစ်ကောင်းဆောင်ရဲ့ အတူရောင်ရွေးကောက်ပွဲအရေးပါပေါ်အကြောင်းနဲ့ပြည်သူတော်လှန်ရေးအပေါ်မဟုတ်မမှန်ဆွဆဲပုံဖြတ်တဲ့အနေနဲ့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။အဒီဇက်ကား KSS စေအုပ်စုဝါရဖြန့်ဇက်ကားတွေရဲ့ထုံးစံအတိုင်းပြည်တွင်းဈေးကွက်နာမည်ကြီးသရုပ်ဆောင်တွေကိုဖော်ဖော်တည်တည်တုံထားပြီးဇက်ကားတွေမှာတော်လှန်ရေးကြောင့်ပြည်တွင်းငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာနဲ့နန်းစီဒီယမ်တွေရဲ့အခန်းကဏ္ဍအရေးပါကြောင်းပြင်း အတူရောင်ရွေးကောက်ပွဲကိုကဘာကဘာသိရှိတယ်ဆိုတော့စားတဲ့ policy ကဆက်ဆံအမှုပညာရတမပါဝင်ပဲအတုံးအစ်လိုက်ဝါရဖြန့်လိမ့်လေတဲ့ဇလန်းဆက်ကွက်တွေနဲ့စညွန်းပြောဆိုချက်တွေပါဝင်နေပါတယ်ဒီစကားမှာနေတုံမြင့်မြတ်နေဝင်းအေဂျင့်မောင်ချူလေးမင်းမြင့်မုံငပြောကျော်အောင်ခိုင်တွက်လက်စူပါလင်းစားတဲ့တရုတ်ဆောင်တွေပါဝင်ထားပါတယ် အဲ့ဒီစစ်တပ်ဝါဒဖြန့်စကားမှာပါဝင်သူတွေအလုံးဟာຫນွေဦးတော်လိုင်းအစတုန်းကစေအုပ်စုကိုစန့်ကျင်နေလူလူသပိတ်ပွဲတွေမှာ CDM ကဏ္ဍအရေးကြီးကြောင်းနေနိုင်ငံကောင်းဆောင်တွေကိုလွတ်ပေးဖို့တောင်းဆိုခဲ့သူတွေစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုအာပေါင်းအာရင်တတန်ပေါ်တင်ဝေဖန်ခဲ့သူတွေလည်းဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီစကားလူမှုကွန်ရက်ပေါ်ရောက်ရောက်လာခြင်းမှာပဲ ပါဝင်တဲ့အမှုပညာရှင်တွေကို ပြည်သူတွေက ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပြီးရာသပံ point call လို့ဖို့တောင်းဆိုလာကြပါတယ်။ဒီဇလန်နဲ့မှာ2021အာနာသိန်းကာလအစအယက်သားယဟန်ရှင်လူတွေရဲ့ငြင်းငြင်းကြဲကြဲတောင်းဆိုဆန္ဒပြကြတဲ့ပုံရိပ်တွေထက်မီရှိုတာဓာတ်စီလောင်းတာစတဲ့ပုံရိပ်တွေကိုပိုပိုတတ်တတ်တုံးထားပြီး ဇလန်အတွင်တော်လန်ရေးကြောက်တာမန်လက်လုံလက်စားလူငယ်တွေပေါ်ထိခိုက်မှုဖြစ်စေတာကိုဖော်ပြထားပါတယ်။ဒါအပြင်တော်လန်ရေးအတွက်အရေးပါတဲ့ CDM ဝန်ထမ်းတွေကိုနန်း CDM ဝန်ထမ်းတွေနဲ့နှိုင်းရှင်းကောင်းတိတိတတဝါရဖြန့်ထားတဲ့ဇက်ကွက်တွေပါဝင်နေပါတယ်။လက်ရှိမှာဆေအိုစုကတနိုင်ငံလုံးအနက်ဆေးရုံစေကန်စာတင်ကြောင်းဖျားစစ်ဒီပါမချန်ပုံကျဲနေပေမဲ့ တလန်းနဲ့မှာတော့တေယုတ်ဆောင်တွေကစတက်လောက်ခန်းနန်းစီဒီယံဝန်ထမ်းတွေရဲ့အရေးပါအကြောင်းကို ပြောဆိုထားကြပါတယ်။ဒါအပြင်နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ရွေးကောက်ပွဲစတင်သူတွေကိုဟာသတပွဲခပေါ်ပေါ်ဖန်တီးထားပြီးရွေးကောက်ပွဲနဲ့ပတ်သက်လို့အယက်သားတွေကိုချင်းချောက်ထားတာတွေလည်းပါဝင်နေပါတယ်။စကားထဲမှာတော်လိုင်းရဲ့အတွက်ဆိုကဘုံထောင်ကြတဲ့လူငယ်တွေကိုဖမ်းဆီးရမိတဲ့အခါမှာတေယုတ်ဆောင်နေတိုးကဘုံ